One Channel ကိုကြည့်ရှုနေကြသောမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ One Channel ကနေပြီးတော့ပတ်စဉ်အယူတော်မင်္ဂလာဟောသံနေနဲ့လက်စင်ရတဲ့အရာတွေကိုပြန်လည်ထုတ်လွှင့်ပေးလေရှိပါတယ်။ကျွန်တော်တို့အဘမင်းနေခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်။ဒီတစ်ပတ်မလ12ရက်ကနေပြီးတော့ session အနေအထိဂျာရာပြည်နေမွေးဖွားသူများဂျာရာပြည်သားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောသံကိုဟောကြားပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့ဂျာရာပြည်နေမွေးဖွားသူတွေဟာကိုယ်အလောက်ကန်ကောင်းတော့မလို့နဲ့ကျွန်တော်တို့ညံ့သွားတတ်တယ်။ကိုယ်အဆင်ပြေမလို့နဲ့မပြည့်ဘူးဖြစ်သွားတတ်တယ်။ ဥမာပြောရရင်တော့ကျွန်တော်စီးပွားတက်မလို့နဲ့ကျွန်တော်မတက်ဘူးဖြစ်သွားတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်းမှာတော့ဂျာနာရီနေမွေးဖွားသူတွေဟာကိုယ့်ရဲ့ကြီးတဲ့လူရောကိုယ့်ရဲ့ငယ်တဲ့လူရောအဲ့နှစ်ဦးလုံးကအဲ့နှစ်နှစ်ယောက်လုံးကကိုယ့်ကိုဒုက္ခပေးတဲ့ပညာပြတတ်တဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်းမှာတော့ဂျာနာရီနေမွေးဖွားသူတွေဟာကိုယ့်အလွန်ခင်မရတဲ့လူနဲ့ကျွန်တော်တို့လမ်းခွဲရတာမျိုးတွေကျွန်တော်ဝေးကွာတာမျိုးတွေဖြစ်တတ်တဲ့ရက်တွေဖြစ်တယ် ဲ့တော့ဒီလိုရံမျိုးတွေမှာပဲကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်ကနေပြီးတော့ပြောင်းရွှေ့ခြင်းစိတ်တွေပေါ်တတ်တယ်။တကူဆိုတဏျာကိုပြောင်းရွှေ့ပြီးလုပ်မလားလုပ်ငန်းတဏျာကိုပြောင်းရွှေ့ပြီးလုပ်မလားဆိုပြီးပြောင်းရွှေ့ခြင်းစိတ်တွေပေါ်တတ်တယ်။အဲ့တော့ပြောင်းရွှေ့ပြီးလုပ်တယ်ဆိုရင်မလုပ်တင်သေးဘူး။ပြောင်းရွှေ့ရင်ကျွန်တော်လုပ်တဲ့အလုပ်တွေကပိုပြီးကိုအတွက်ဆိုးဝါးတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေတင်းမှာတော့ကျွန်တော်ကန်ကောင်းတယ်လို့ပြောလို့မရတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာတခုရှိတာကျွန်တော်ထူးထူးဆန်းတဲ့ပညာရက်တွေကိုသင်ရတာမျိုးမရောက်ဘူးတဲ့နေရာဒေတာမျိုးကိုကျွန်တော်တို့ခီးသွားတာမျိုးတွေတော့ဖြစ်တတ်တဲ့ရက်တွေဖြစ်တယ်။ အဲ့တော့ဒီရက်တွေအတွင်းမှာတော့နိုင်ငံခြားကံတို့ကျွန်တော်တို့ပညာကံတို့ကတော့ပို့ပြီးတော့ကျွန်တော်တို့ကောင်းနေတဲ့ရက်တွေဖြစ်ပါတယ်။အဲ့ဒီဒီရက်တွေအတွင်းမှာပဲချာတာပြင်းနေမွေးဖောက်သူတွေဟာဘယ်လုပ်ငန်းတွေဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်ကိုယ့်အတွက်အကျိုးရှိလဲဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်ကျွန်တော်ကိုယ့်အတွက်အောင်မြင်စေလဲဆိုတော့ကျွန်တော်အဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးထီးတို့ဖနှတ်တို့ဓာတ်ပုံတို့လှည့်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်ရုပ်ပိတာပစ္စည်းတွေဓာတ်တုပစ္စည်းတွေဓာတ်စီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေနိုင်ငံခြားဘာသာကြားလူမျိုးကြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေညီတို့အမွေတို့ဖုန်းတို့ ဟိုပဲမျိုးမျိုးတို့ပြောင်းမျိုးမျိုးတို့ဖရဲလုပ်ငန်းတို့မုတ်လုပ်ငန်းတို့ကျွန်တော်တို့ပရိဘောဂပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာအကျိုးပေးအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့တတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့တွတ်တန်တည်တဲ့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်ခရီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေ အတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအသီးအနှံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကွန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့ကျက်တုံတွေကျက်တုံမျိုးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေငချောင်ငချမ်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲဒါရပလီနေမွေးဖွားသူတွေဟာကျွန်တော်ရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ကျင်နေဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ခရမ်းကျင်ဒီတစ်လုံးနဲ့ စိမ့်စိမ့်မဲ့မဲ့ကြီးကြီးတိတိခန်းကြီးနေတလုံးနဲ့ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခောက်ပေးမယ်။ဥမာမြေရောင်းကျင်ကျွန်တော်မြေကိုပေါက်မယ်။အဲ့တော့ကားရောင်းကျင်ကားကိုပေါက်မယ်။အိမ်ရောင်းကျင်အိမ်ဝင်လည်းပေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးတော့အမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်မှာတော့ချစ်သူကြီးစားတွေပို့မင်္ဂလာကိစ္စတွေဆိုကျွန်တော်ရွှေ့ရတတ်တယ်အဲ့တော့အိမ်အောင်ရှင်နေဖို့တယောက်နဲ့တယောက်ကျွန်တော်ညှိမြနိုင်မြရတွေဖြစ်တတ်တဲ့ရက်တွေဖြစ်တယ်အဲ့ဒီရက်တွေတွင်မှာပဲစတာပလေးနေမွေးဖွားသူတွေဟာ ခဏနံပါတ်တွေကျွန်တော်ရွေးချင်မယ်လို့သုံးမယ်လို့ဆိုရင်အကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဟာ6539ဆိုတဲ့ခဏနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဖြစ်ပါတယ်။အဲတော့ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တွေးသွားတဲ့ပတ်သက်တာလေးတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲတော့ဒီလိုညမျိုးတွေမှာပဲတာရာပရင်းနဲ့မွေးဖွားသူတွေဟာတခုကိစ္စလေးတွေထူးထူးခြားခြားအောင်မြင်ရင်လို့ပဲဖြစ်ဖြစ်လှူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖျားမှာပဲမျက်စွာဖျားရှင်ကိုရောင်မြကြီးကိုကျွန်တော်တို့နွားနှုတ်နဲ့ပတ်မှုလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ။ကြရပြင်းနေမွေးဖွားသူများအားလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။